ကိုဘေးကသူတွေပျောက်သွားမှာပဲလို့စဉ်းစားပြီးမကြောက်ပါနဲ့ကြောက်ရမှာပါလဲဆိုတော့လူတွေကိုအလေးထားပြီးသူတို့မကြိုက်တာမလုံမိစေဖို့ကြိုးစားရင်းနဲ့ကိုကိုရန်ပြောင်းဆုံးသွားမှာပါ။ဝါရှင်ကိုအဲ့လောက်လေအရေးတကြီးလုပ်စရာမလိုပါဘူးမိတ်ဆွေတို့ရေ။ဘာလို့လဲဆိုတော့ဒီကဘာပေါ်မှာဘယ်တော့မှမတည့်ရတူမရှိဘူး။တခါတလေကြရင်လေကိုကမှားပါဘူး။ဒါပေမဲ့အမှန်တရားကိုတတ်တည်ပြဖို့အတွက်စကားလုံးမရှိရပါဘူး။တခါတလေကြရင် ော်တော်စိတ်တူရဲ့မလားကိုကအမှန်တရားကိုသိနေတယ်ဒါရောကိုကိုလာနေနေတယ်မာနမကြီးပါနဲ့ဘဝချင်းဆိုတာကရာသီဥတုလိုပါပဲအငြင်းပြောင်းနေကြရပါမှန်ကတော့ပြောင်းနေပါတယ်ပုံဝင်းဝင်းပြောင်းတာပါဘဝမှာဒီလူနှစ်ယောက်များကနေဘဝနေပါပထမတစ်ယောက်ကတော့အငြင်းပြီးပြီဖြစ်နေတဲ့သူပါဒုတိယကတော့မာနကြီးသူပါဘာလို့ဆိုဘီစီဖြစ်တဲ့သူကသူပြောချင်တဲ့ချိန်မှာစကားပြောနိုင်တယ် မနာကြီးရဲ့သူကတော့သူ့အတွက်အကျိုးရှိမှာပဲပြောလိမ့်မယ်။အမှန်တကယ်ချမ်းသာတဲ့သူဆိုတာဘယ်သူလဲဆိုတော့သူတို့မှာတန်မိုးကြီးရဲ့အရာရှိတယ်။အဲ့ဒါကပတ်စံနဲ့အောင်ဝယ်လို့မရတဲ့အရာပေါ့။မူရင်းညီသားသူအားကြီးစားစွာဖြင့်ခွတ်တူပေးလိုက်ရပါရဲ့ရှင်။